ခေါ်ကတော့လူတို့လူတို့ကမှကြက်ဘူးကျွန်တော်ပြီးတက်တက်လေးဆိုညက်ပြီးတော့လေးတလားအဲအဲရောဘယ်လက်ပိုင်းလိုက်ကားနဲ့တိုးလို့ရတယ်ကားလေးနဲ့အစဲကြီးအောင်တော့လေးဖုန်းလည်းတုံးလို့မရအောင်အဲ့ကွင်းထဲရအောင်စကားတွေကြိုက်တစ်ခါမှလို့ဝိုင်းပြီးရောက်သွားကိုစစရှင်းပြမှကျွန်တော်လဲတေချာတိသွားတာကျွန်တော်ကွင်းထဲမှာမိဘုံမလာခင်ထိုင်ဆောင်နေတဲ့သူကအများကြီးရှင်းပြတယ်ကျွန်တော်လဲရှောက်မေးပေါ့နော် ီကတော့ဟိုဟောတရက်တော့ပျော်ခဲ့ရတယ်ရှေ့ရက်တည်းကမိုးရွာတော့လေမိုးရွာလို့အဲနောက်ဆုံးတရက်ကကျွန်တော်တို့ကြိုက်ဖို့လည်းစောင့်တာခွေခေါက်နေပြီ3 4ရက်ရှိပြီပေါ့နော်ကိုစစားလို့ဆိုလည်း3 5ရက်ရှိပြီမရရဘူးပေါ့မိဘုံပြန်ကြည့်ဖို့သွားတာလေအဲ့ဒီမိဘုံပွဲပြီးပြီးနောက် extension တိုးတဲ့နေ့ကျမှကျွန်တော်ဟိုဟောဖြစ်တာမိုးကဟိုရာသီဥကောင်းသွားတာကောင်းသွားမှကျွန်တော်လွတ်လွတ်လွတ်တယ်တလုံးပြီးတလုံးလွတ်မှကျွန်တော်တို့ကကွင်းထဲမှာဝင်ပြီးတော့ရတဲ့လောက်အကုန်ရိုက်တယ်ပေါ့နော်ရှိသမျှကားပေါ်ရောခုံတက်အဲ့ဒီမိဘုံပြန်ကွင်းပေးတယ်လဲဝင်ရှုပ်ပေါ့နော်သူများတွေ တဲတန်လွတ်တဲ့ချင်းကိုရီးယားဝင်ဝင်ရိုက်ပေါ့အခွင့်တွေတောင်းပြီးတော့အဲ့လိုအဲအများကြီးရိုက်ခဲ့တယ်အဲ့နေ့တည်းကတော့ပျော်ပါတယ်ကျွန်တော်မိဘုံနေလဲအားလုံးပျော်ကြတယ်မိဘုံလွတ်တဲ့နေ့ဆိုရင်တောင်ကြီးဒါအားလုံးပျော်ရလို့ကျွန်တော်ထင်ပါတယ်မိဘုံလွတ်ရရင်ဟုတ်တယ်ကျွန်တော်တို့အဲ့မီးစာထိုးတဲ့ဟာကြောင့်ရှစ်တရက်နဲ့တူတယ်ကျွန်တော်ကြောင့်မီးစာထိုးတဲ့နောက်မှာကျွန်တော်တို့မိဘုံသွားပြီးတော့ဝိုင်းမှပြီးတယ်မိဘုံဝိုင်းရွှေ့ပြီးတယ်ပေါ့နော်အားလုံးအစုံတော့ရိုက်ခဲ့တယ်မီးစာထိုးတယ်ဆိုအန်ဒီလည်းတော်တော်များတယ်ပေါ့နော်ဒါပေမဲ့အားလုံးတောင်ကြီးကဒါကိုယ့်ရဲ့သူတို့သူတို့ရဲ့တကယ်ရိုးရအထွတ်မြတ်ပွဲပွဲလေးပါအားလုံးကပျော်ကြတယ် အဲဘာဖြစ်မီလိုက်လို့အရန်ဝမ်းသာတယ်အချို့ချို့ရှေ့ရှေ့ကတခြားတိ့ဆောင်နေဆိုရင်မမီလိုက်ကြဘူးသူတို့ဆိုရင်အဆောင်ရင်းနဲ့ပဲအချိန်မရတော့လို့ပြန်သွားကြရရက်တွေရှိတယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဲ့ဒါတော့ချင်ညာကြာပြီဒါမှကျွန်တော်လူမတော်နိုင်လို့အားများရနော်အားများရရွေးတာမရွေးဘူးကျွန်တော်ကြည့်ရလေတက်တော့ဒီမှာတက်လာလေဒီပေါ်ဆိုးတယ်ဒါပေမဲ့သွားတစ်ခေါက်တော့ရအောင်တော့ကြည့်ချင်မှသေးရဲ့ဒါပေမဲ့အဲ့လူမတော်နိုင်တာအဲ့လူတော်ကမကြောက်ဘူးရောမသွားဖြစ်တာနောက်နေ့လိုက်ခဲ့ပေါ့နောက်နေ့ရောက်ဖြစ်ရင်ပေါ့ ။အဲကျွန်တော်သွားပြင်ပေါ့သွားပြင်ပေါ့အခွဲလုံးခေါ်သွားချင်ပါလေအားလုံး။လဲနဲ့ခေါ်သွားတော့လူတို့လူတို့ကမှကြက်ဘူး။ကျွန်တော်ပြီးတက်တက်လေးဆိုညက်ပြီးတော့လေအားအဲအဲရဘယ်လပိုင်းလိုက်လဲ။ကားနဲ့တိုးလို့ရတယ်ကားလေးနဲ့အဲဒီအောင်သွားလို့ရတယ်ဟုတ်ကဲ့။ဒီမှာကားနဲ့ဆိုအဲ့လိုပါအကြာကြီးထိုင်ဆောင်ပေါ့ကားအောင်မှာစကားတွေပြောပေါ့လေအဲ့မှာဟိုပါဖုန်းလည်းတုံးလို့မရအောင်အဲ့ကွင်းထဲရအောင်စကားတွေအကြာကြီးတကယ်ကောင်းပါအဲ့လိုဝိုင်းပြီးရောက်သွားဟုတ်ကဲ့အခုကျွန်တော်ထင်တာဒီခေါက်လုတ်တဲ့ပွဲကစိန်ရတုလို့ကြားရတယ်ပေါ့နော်နှစ်တည်းလဲကြားပြီဒါလွတ်လည်နဲ့ ိတ်မကွာဘူးပေါ့နော်လဲရတဲ့ချိန်နဲ့အခုချိန်ဒီတကယ်အဲ့ဒီချမ်းချမ်းပြည်နယ်ရဲ့တကယ်အမွေနဲ့တခုပေါ့အားလုံးအဒီချိန်မှာဟိုပြောဟွာပေါ့ပြောပြောရှင်းရှင်းအားလုံးပြည်သူစည်းနဲ့ပြန်တွေ့ရတဲ့အခိုက်အတန့်ပေါ့နော်အဲ့ဒီချိန်မှာအဲလာကြတယ်အဲ့အဲ့အဲ့တောင်ကြီးတစ်နယ်လုံးကလည်းလာကြတယ်တခြားအဝေးရလူတွေလည်းလာကြတယ်ပေါ့နော်အဲကျွန်တော်မြင်တာအံ့ဩစရာကောင်းတာကလူတွေကဒီကွင်းပြရတဲ့နေရာမှာကုတ်ကပ်ပြီးတော့ရတာလေးခင်းပြီးတော့အဲ့မိုးရွာလေအဲ့လိုအင်းကြီးမိုးကရနဲ့အုပ်ပြီးတော့လေမိုးပြီးတော့ ရတဲ့တယောက်စာဆိုလည်းတယောက်စာညဆိုလည်းညဆိုပူကတ်ထိုင်ပြီးတော့ထိုင်ဆောင်ကြတညလို့လေစတဲ့တကောင်တလွဲထီပေါ့နော်ဒီနေ့ကျတော့မိဘမလွတ်တော့ပိုခက်တာဟိုဟိုမလွယ်ဘူးပေါ့နော်လူတွေကအဲ့လိုကိုထိုင်ဆောင်ပြီးတော့စောင့်ကြတာကျွန်တော်ဟိုပုံပွင့်လေးပြောရင်ကျွန်တော်အစအနားမလဲပေါ့တို့အဲ့လောက်တကွခံပြီးထိုင်ဆောင်လဲပေါ့နော်မိဘကလာမလာလဲမသိဘူးဒါပေမဲ့တို့ကဒါကတို့ရဲ့ဟိုအထွတ်မြတ်ထားတဲ့အထိမ့်မတ်ရိုးရဒလိပွဲကြီးအတွက်ဒီဟာကြီးမြင်လဲရမှာတို့အတွက်တနေ့တာပြည့်စုံတယ်လို့ကျွန်တော်ကထင်တယ်စူးစမ်းစမ်းလေးလုပ်ရတယ်၃လလောက် အလုတ်ပြက်ကင်ပြက်နေလေအားလုံးအရန်ပျော်ကြတယ်ကျွန်တော်တော့အဲ့ပျော်တွေကူးတယ်ပေါ့နော်အဲ့ကလူတွေအရန်ပျော်ကြတယ်တိုင်းသားအရန်ချစ်ဖို့ကောင်းပါဘာဒါတော့ဒလေးပေါ့နော်ကျွန်တော်နေနေကြတော့ဟိုကိုရိုလောက်တော့ဒေချာနားမလဲပဲမှဒါကြတော့ဟိုမျိုးတိုင်းမျိုးတိုင်းမှာကြသူတို့တန်ဖိုးထားရဒလေးဆိုတာရှိကြတယ်လေဟိုဘယ်လူမျိုးပဲဖြစ်ဖြစ်ပေါ့နော်မျိုးတိုင်းမှာကကိုစီကိုစီတန်ဖိုးထားရအရာလေးရှိကြဒါတန်ကြီးမျိုးရဲ့တန်ဖိုးထားရဒလေးတစ်ခုပေါ့နော်ဟုတ်တယ်ဟုတ်တယ်ကိုစစရှင်းပြမှကျွန်တော်လဲဒေချာတိသွားတာကျွန်တော်ကွင်းထဲမှာ မီးဘုံမလာခင်ထိုင်ဆောင်ရင်းနဲ့သူကအများကြီးရှင်းပြတယ်ကျွန်တော်လည်းရှောက်မေးပေါ့နော်အဲကြောင့်မှတည်သွားတာသူတို့တကယ်ကိုမီးနဲ့ကစားဆိုအန်တီလည်းများတယ်များမှန်းသိသိနဲ့သူတို့ကခွင့်ပြုထားတယ်ဟိုအားလုံးကလည်းဒါကိုဟိုမကြောက်မညွန့်နဲ့လောက်ကြရဆိုတော့သူအရန်ချစ်ချစ်လို့ပေါ့နော်ဒီရိုးရဒလေးဆိုတာအရန်ချစ်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်အသဘောပေါက်သွားတယ်ဘာမှရတာမဟုတ်သူတို့ကဒီသူတို့ရဲ့ဒလိအတွက်အဲသူတို့ဟိုချစ်လို့ချစ်တဲ့စိတ်တွေလောက်ကြတာဟုတ်ကဲ့ကျေးဇူးပါကျေးဇူးပါခင်ဗျာနော်